င်္ဂလာပါရှင်၂025ခုနှစ်မေလ26ရက်နေ့ရက်မွန်းတဲ့7နိုင်ချင်းတိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ကျွန်မကတော့မှုမှုပါရှင်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ကနဲလေးစစ်ကောင်ကို KNN ကညရင်ချင်းတိုက်ခိုက်သိမ်းပိုက်လိုက်ပါပြီ KIA ရဲ့ပြစ်ခတ်မှုကြောင့်ရွှေကူမြို့ပေါ်မှာအရေးပေါ်စဉ်တက်ခဲ့ရတဲ့စစ်ရဟယင်ကို drone နဲ့ပုံကျဲတိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ဓာတ်ပုံမှတ်တမ်းထုတ်ပြန်ထားပါတယ် တပြည်လုံးအတိုင်းအတာနဲ့ထိုးစစ်များဆင်နွှဲကြရမယ့်အခြေအနေကြောင့်တိုက်ပွဲအချိန်ဟုန်မြင့်လာမယ်လို့ဦးမင်းကိုနိုင်ကပြောပါရရှင်။စကိုင်းမြို့မှာငလေကြောက်ပြိုကျပြက်စီးနေတဲ့ကတ်တန်ဗလီကိုပြင်ဆင်ခွင့်မပေးတော့ဘဲစစ်ကောင်စီကအာရမချိတ်ပိတ်လိုက်ပါတယ်။စကိုင်းတိုင်းအထက်မှာမိုးအဆမတန်ရွာပြီးတော့ချင်းတွင်းမြစ်ရေရောက်တည့်တက်လာနိုင်တယ်လို့ဆိုပါရယ် ီသတင်းလေးနဲ့အတူဒီကနေ့မွန်တက်12နိုင်ချိန်တိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်ထမ်းမြမနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ကနဲလေးစခန်းကို KNL ပူပေါင်းတပ်ဖွဲ့တွေကမနေ့ကညရင်ချင်းထိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNL စစ်ရေးတရေမြစ်ကပြောပါတယ်။အကြံဖတ်စစ်ကောင်စီတပ်ရဲ့ကနဲလေးစစ်စခန်းကို မေလ23ရက်နေ့ကလေးကတိုက်ခိုက်နေတာဖြစ်ပြီးတော့ မနေ့ကမေလ28ရက်နေ့မှာညရင်ချင်းအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း KNN စစ်ရေးတင်ရင်းမြစ်ကပြောပါရယ်မနေ့ကနနက်ပိုင်း GKPA ဌာနချုပ်စုံစည်းညံကျေးရွာကိုလာရောက်တဲ့အင်အား82ဦးပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကိုအပိသက်ချိန်မုံတိုက်ခိုက်ပြီးတဲ့နောက်မှာမနေ့ကညပိုင်းမှာစစ်ကောင်စီတပ်ရဲ့ကနေလေးစခန်းကို KNN ပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ KNU ကမတ်လ ်ဧပြီလနဲ့ယခုမေလအတွင်းမှာအထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီရဲ့ပူလူတူခလဲတွေတခေါ်ဘီကီမော်ဖားတူစခန်းတာလဲစခန်းမေလာစခန်းမော်ဖိုကေစခန်းနဲ့ဗလက်တူစခန်းတွေကိုဆက်လက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးယခုနောက်ဆုံးမှာကနဲလေးစစ်စခန်းကိုပါတိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။လက်ရှိကရင်ပြည်နယ်မှာမြောက်ရီမြို့ဖရားတုံးစုကော့ဂရိတ်ကျုံတိုးဖာပွန်တန်တောင်ဒေသတွေမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNN နဲ့မဟာမိတ်တပ်တွေကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကချင်ပြည်နယ်ဗမော်မြို့နယ်မှာ စကခ21ကိုစစ်ကူကျိခါနဲ့လက်နက်ခဲယံတွေလာပို့တဲ့စစ်ရဟန်းရင်ကို KNN ကပြစ်ခတ်မှုကြောင့်ရွှေကူမြို့မှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့စစ်ရဟန်းရင်တစီကို drone နဲ့ပုံကျဲတိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ဓာတ်ပုံမှတ်တမ်းကို KNN ကထုတ်ပြန်ထားပါတယ်။ ်မေလ20ရက်နေ့ပမော်မြို့ကိုစစ်ကူလာတဲ့ဆရဟန်းရင်၃စီးအနက်မှ၂စီးကို KIA ကပြစ်ချခဲ့ရမှာရဟန်းရင်၃စီးမှာရွှေကူမြို့နဲ့တော်ထွင်းတဲ့ပြတ်ကျခဲ့ပြီးတော့ကြံရဟန်းရင်၃စီးမှာရွှေကူမြို့ခလာရ56မှာအရေးပေါ်စင်တက်ခဲ့ရပါတယ်အဲ့ဒီအရေးပေါ်စဉ်တက်ခဲ့ရတဲ့ရဟယင်ကိုမေလ22ရက်နေ့ KIA KPDF ပူပေါင်းတပ်ဖွဲ့တွေက drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြတဲ့ ဒရုန်းနဲ့ဘုံကျဲမှုကြောင့်အရေးပေါ်ဆင်းသက်ထားတဲ့ရဟတ်ရင်အပြင်အနီးနားကရဟတ်ရင်ကို လုံခြုံရေးယူလာရောက်ပြင်ဆင်ကြတဲ့စစ်ကားတွေထိမှန်ပျက်စီးသွားကြောင်းလည်းသိရပါဗျ။ရွှေကူခလာရ56မှာရေးပေါ်စင်းသက်ရက်နာခဲ့ရတဲ့ MI17 ရဟတ်ယူကိုမေလ22ရက်နေ့မှာ KIA KPDF က drone နဲ့ဘုံသွားချဖြက်စီးလိုက်ရတယ်။ရဟတ်ယင်ကရစီရမရှိတော့ဘူးပျက်စီးသွားတယ် တင်လို့မရတော့ဘူးဂျဟန်ရင်ကို drone နဲ့၃ချိန်ဘုံချတယ်စူဆိုက် drone နဲ့၂ချိန်ဘုံချတိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်ကပြောပါတယ် KIA ရဲ့ပြစ်ခတ်မှုကြောင့်ရွှေကူမြို့နယ်တော်တွင်ပြတ်ကျခဲ့တဲ့စစ်ကောင်စီရဲ့ MI-17 ရဟတ်ရင်မှာစစ်သား၆လောင်းနဲ့မီးလောင်ပျက်စီးသွားတဲ့လက်နက်၁၄လက်သိန်းစီရရှိခဲ့ပြီးရဟတ်ရင်မူပုံမူကြီးမြို့ထောက်အောင်အလောင်းကိုတော့အကောင်းပကတိအတိုင်း KIA ကရရှိခဲ့ပါတယ်ရှင်။ ဆက်လက်ပြီးအကြံဖတ်စစ်ကောင်စီကိုတပြည်လုံးအတိုင်းအတာနဲ့ထိုးစစ်များဆင်နွှဲကြရမယ်အခြေအနေကြောင့်တိုက်ပွဲအရှိန်ဟုန်မြင့်လာမယ်လို့ဦးမင်းကိုနိုင်ကပြောပါတယ်။အဲ့ဒီပြောကြားချက်ကဂျမန်နစ်မေလ28ရက်နေ့မှာမြန်မာနိုင်ငံမှာဘေးကင်းသောကျန်းမာရေးဆောက်ရှောက်မှုရရှိရေးအတွက်ဘေးကင်းသောစေယုံများတည်ဆောက်နိုင်ရန်ပအဝင်ကူညီလူတန်းကြဖို့ဖိတ်ခေါ်မှုမှာဦးမင်းကိုနိုင်ကပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ကျွန်တော်တို့တပြည်လုံးအတိုင်းအတာနဲ့ ်ချိုးစစ်တွေဆင်နွှဲကြရမယ့်အခြေအနေမျိုးမှာဒီတိုက်ပွဲရဲ့အချိန်ဟုန်ညှင့်နေတဲ့အချိန်မှာလိုအပ်ချက်ကအားလုံးသိကြမှာပါဖက်စစ်တပ်ကဖက်စစ်အပြုမှုတိုင်းရိုင်းရိုင်းဆိုင်ဆိုင်စေးယုံတွေစေးကန်းတွေစာတင်ချောင်းတွေအရပတ်ပြမှတ်တွေကိုတက်တဲမဲမဲလေချောင်းနဲ့တိုက်နေတဲ့အခြေအနေမျိုးမှာကျွန်တော်တို့တိုက်ပွဲဝင်မဲ့ရဲဘော်တွေအပါအဝင်ပြည်သူလူထုကအဲကျမ်းမာရေးအပြင်တကယ်တိုက်ပွဲတွေမှာဖြစ်လာရင်ကျွန်တော်တို့ဟိုတွေ့ကြုံခွဲရတာပေါ့ဒါက အများကြီးပဲကြုံခဲ့ရတာပေါ့စေကုသဘိမဲ့နေရာအရောက်တည်တဲ့အခါမှာအခက်ခဲတွေဖြစ်ရင်ကြံ့ကြာခဲ့ရင်မဖြစ်တင်တာတွေမဖြစ်တာမဆုံးရှုံးတင်တာတွေဆုံးရှုံးခဲ့ရတယ်လို့ဦးမင်းကိုနိုင်ကပြောပါတယ်လက်ရှိချိန်မှာမြေပြင်မှာတော်လန်ရေးရဲဘော်တို့ချို့စေကုသရန်အချိန်မီရောက်ရှိလာခြင်းမရှိတာကြောင့်ရွေလျားစေကန်းတွေလိုအပ်နေပြီးစိတ်ချလုံခြုံရတဲ့စေကန်းနဲ့စေယုံမျိုးဖြစ်ရန်လိုအပ်ကြောင်းဗန္ဒာရေးလိုအပ်ချက်များရှိနေ၍ပြည်သူများ ကုယံလိုအပ်နေပြီးမြေပြင်မှာစေကုသပေးနိုင်တဲ့လူသားအရင်းမြစ်များစွာရှိနေကြောင်းလည်းသိရပါဗျ။ကျမရေဘက်ကလာတဲ့ CDM တွေကနှင်းချင်းတင်ကြရတာမျိုးရှိတယ်။နောက်ပြီးတော့ကရိယာတွေဆိုရင်လည်းမရှိရှိတာနဲ့မဖြစ်ဖြစ်အောင်လုပ်နိုင်ကြတယ်။လူနေတာကစိတ်ချလုံခြုံရတဲ့ဝင်းကျင်ကိုဖန်တီးပေးဖို့ပါပဲ။အဲအတွက်ကြောင့်လေချောင်းထံကိုပါခံနိုင်တဲ့ဆေးရုံဆေးကမ်းမျိုးတွေလုပ်ပြီးလို့ဦးမင်းကိုနိုင်ကဆက်ပြောပါဗျ။ တော်လန်ရေးကပြည်သူလူထုရဲ့အားနဲ့သွားနေရခြင်းကြောင့်ပြည်သူလူထုအများအနေနဲ့အာယုံဆိုင်ကြရန်လိုအပ်နေပြီးမြေပြင်မှာရှိနေတဲ့ရဲဘော်များအားလုံးကိုစားတကယ်တိုက်ပွဲဝင်နေတဲ့လူများအားလုံးလိုအပ်ချက်ဖြစ်တဲ့ဒီအချက်ကိုပြည်သူလူထုကိုတောင်းခံရခြင်းဖြစ်ကြောင်းပြည်သူလူထုကဝိုင်းဝန်းပြီးတော့အားစိတ်ပေးကြပါရန်နဲ့မြစ်တာရက်ခံခဲ့ပြီးနောက်ဆုံးတိုက်ပွဲများတွင် အောင်ပွဲများအများဆုံးယူနိုင်ကပြည်သူရင်ခွင်အားလုံးပြန်နိုင်ချစေရန်ပြောဆိုခဲ့ပါတယ်ရှင် ဆက်လက်ပြီးစကိုင်းတိုင်းစကိုင်းမြို့မှာမတ်လ28ရက်နေ့ငလင်ကြီးကျောက်ပြိုကျပြက်စီးခဲ့တဲ့ custom belly ကိုပြင်ဆင်ခွင့်မပေးတော့ဘဲစစ်ကောင်စီကအာရမချိတ်ပိတ်လိုက်ကြောင်းစကိုင်းမြို့ island အတိုင်းဝိုင်းကပြောဆိုပါတယ်မေလာလယ်ပိုင်းမှာစစ်ကောင်စီကငလင်ကျောက်ပြိုကျပြက်စီးနေတဲ့စကိုင်း custom belly ကို၃ရက်အတွင်းဖယ်ရှားပေးရမယ်လို့အမိန့်ထုတ်လာပြီးတော့မေလာ28ရက်နေ့ညနေပိုင်းမှာအပိတအာရမချိတ်ပိတ်လိုက်ခြင်းဖြစ်ကြောင်းလည်းသိရပါတယ် စကိုင်းမြို့မှာအစ္စလမ်ဘာသာဝင်တွေရဲ့အဝတ်ပြုကိုးကွယ်ရာကတ်စတန်ဗလီချောင်းကရက်စကာဝေးအတွင်းမှာတရှိခြင်းဖြစ်ပြီးစကိုင်းမြို့မှာရက်စကာနဲ့ကလျက်ရှိနေတဲ့အဲရီဗလီမှာနှစ်ပေါင်း120ကျော်တက်တန်းရှိနေပြီဖြစ်ကြောင်းဗလီမြေနဲ့ရက်စကာမြေနှစ်ခုစလုံးကိုကိုလိုနီခေဒီတိရှအိန္ဒိယဘယင်ခံတွေရဲ့စုတစိတ်ရရှိခဲ့သူကအလူတဦးတည်းအနေနဲ့1902ခုနှစ်မှာဝယ်ယူလူတန်းခဲ့ခြင်းဖြစ်ကြောင်းမြေပိုင်ဆိုင်မှုမှာ အလူရှင်တဦးတည်းကတဆက်တည်းလူဒန်းခဲ့တာလို့ဆိုပါတယ်မတ်လ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ဗလီကျောင်းကြီးမှာပြိုကျပျက်စီးခဲ့ပြီးဗလီကို ပြင်ဆင်ရန်ကြိုးပမ်းနေချိန်မှာ စစ်ကောင်စီကအာရမပိတ်သိမ်းလိုက်ခြင်းဖြစ်ပါတယ်စကိုင်းကတ်စတန်ဗလီကိုဖယ်ရှားရန်အမိတ်ကိုပယ်ဖြတ်ပေးရန်အစ္စလမ်အတိုင်းဝိုင်းကနေပြည်တော်ကြီးစာတင်ပြခဲ့ပေမဲ့မြေပိုင်ရှင်မှုနဲ့ အထောက်အထားခိုင်မာတဲ့ဂျာကနေစစ်ကောင်စီကအာရမချိတ်ပိတ်သွားခြင်းဖြစ်ကြောင်းငလင်ကြောင့်ပြိုကျနေတဲ့ဗလီကို ပြင်ဆင်ခွင့်မပေးဘဲစစ်တပ်ကချိတ်ပိတ်သိမ်းယူသွားခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။မတ်လ28ရက်နေ့မှာငလင်ကြောင့်မန္တလေးစကိုင်းအပါဝင်မြို့ကြီးတွေမှာဖလီကြောင်း50ကျော်ပြိုကျပျက်စီးခဲ့ပြီးစကောင်စီကပြန်လည်ဆောက်လုပ်ခွင့်ဖြိုဖျက်ခွင့်ညာကိုအထူးတင်းကျပ်စီစဉ်နေကြောင်းဒါပေမဲ့စကိုင်းမြို့မှာ Gaston Valley ကိုမူ ပြန်ပြင်ဆင်ခွင့်မပေးတော့ဘဲအပိတက်ချိတ်ပိတ်သိမ်းဆီသွားကြောင်းသိရပါတယ်။စစ်ကောင်စီကငလေကြောက်ပြိုကျပျက်စီးသွားတဲ့ဗုဒ္ဓဘာသာဖျားစီဒီပထိုးနဲ့ကျောင်းတိုက်တွေကိုတော့ကျိုင်းနှစ်သက်တလို့ပြန်လည်တီချခွင့်ပေးထားပေမယ်။ဗလီနဲ့ခရစ်ယာန်ဖျားရှိကိုကျောင်းတွေကိုတော့မူလအတိုင်းသာဆောက်လုပ်ရန်ဆောက်လုပ်ခြင်းနဲ့ပြိုဖြတ်ခြင်းတွေကိုစစ်ကောင်စီကခွင့်ပြုမှသာလှုပ်ဆောင်ရန်ညွှန်ကြားထားတော့သခိုင်းဂတ်စတန်ဗလီကိုတော့ပြဿနာတစုံတရာမရှိဘဲနဲ့ ညပိုင်ရှင်မှုအထောက်ထားများအခိုင်အမာရှိနေတဲ့ဂျားကနေတင်းယူသွားတာလို့ဆိုပါရရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့စကိုင်းအထက်ပိုင်းချင်းတွင်းမြညာဒေတာမှာမိုးအဆမတန်ရွာနိုင်ပြီး၄၈ရက်အတွင်းဆနလမကျော်အထိရွာနိုင်တယ်လို့မိုးလေဝသကျွမ်းကျင်သူဦးဝင်းနိုင်ကသူ့ရဲ့ Facebook ကနေမေလာ၂၈ရက်နေ့ညနေ၅နာရီခွဲမှာတတိပေးထားပါတယ်။မေလာ၂၈ရက်နေ့ကနေ31ရက်နေ့အထိနဲ့ဇွန်3ရက်အတွင်းချင်းတွင်းမြညာပိုင်းဒေတာတွေဖြစ်တဲ့ နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာထံပါခွေလေရွှိနဲ့လဟဲဒေသအပါအဝင်သခိုင်းတိုင်းအထက်ပိုင်းဖောင်းပြင်ရွှေပြည်အေဟုံမလင်းထမန်တီခန်နီရှင်ပွေရန်စတဲ့ဒေသတွေမှာမိုးများရာကနေမိုးအလွန်များနိုင်တာကို ကြိုတင်ခန့်မှန်းရချက်တွေရသိရပါတယ်။လေဆရှင်နိုင်အတွင်းမိုးရေချိန်325မီလီလီတာအထက်စနစ်တမ8လက်မလောက်အထိရွာသွန်းနိုင်ပြီး ချင်းတွင်းမြစ်ရဲ့ကြုတ်တရက်မြင့်တက်လာနိုင်လေလို့အသိပေးထားပါတယ်။စစ်ကောင်စီဩဇာခံမိုးလေဝသဌာနတွေကလည်းဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာဖြစ်နေတဲ့အာကောင်းတဲ့လေပြင်းအားနဲ့ရေဝန်ဟာပိုအားကောင်းလာနိုင်ပြီးနောက်24နိုင်အတွင်းမုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့မေလ28ရက်နေ့ညနေ6နိုင်မှာခန့်မှန်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာတနိုင်ကလုံးမိုးရွာတာနဲ့မိုးတဲထန်စွာရွာတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ရက်စီလက်တာ၊မိုးကြိုးပစ်တာ နေရာကွက်ပြီးငိုကြည့်တာလျှက်တစ်ပြက်ရေကြည့်တာမြေပြိုတာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်လာနိုင်လို့အထူးဂရုပြုကြဖို့အကြံပြုထားပါတယ်ရှင်။ဒီကနေ့မွန်တဲ့ဆန္ဒနိုင်ခြင်းကြီးနောက်ဆိုရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဒီသူအလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆန္ဒနိုင်ရှင်စနစ်ဆိုနောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါသေးရှင်။